မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့အလွယ်ဆုံးအင်္ဂလိပ်စကားပြောလေးတွေစကားစုလေးတွေကိုလေ့လာကြည့်အောင်အဲဒါလေးတွေကကျွန်တော်တို့ basic သမားတွေအတွက်သိသင့်ပေါ့နော်နံပါတ်1 in detail detail ဆိုတာအသေးစိတ်ကိုပြောတာပေါ့နော်နောက်တစ်ခု pay homage pay homage ဆိုတဲ့သဘောဖျားရှိခိုးတာပြောတာရှိခိုးကြတော့တယ်ပေါ့နော်နောက်တစ်ခု take meditation meditation ဆိုတာတရားထိုင်တာကိုပြောတာ တရားထိုင်နေကိုအင်္ဂလိပ်လို take meditation လို့အင်္ဂလိပ်လို့ပြောရယ်နောက်တစ်ခု share merit ဥဒုအမြဝေတာကိုပြောတာ share လုပ်တယ်ဆိုတာမြဝေတာကိုပြောတာပေါ့နော်နောက်တစ်ခု work hard အလုပ်ကြိုးစားတယ်လို့ပြောတာနောက်တစ်ခု take note မဆုလိုက်မှတ်တယ်နောက် a short wait ခဏဆောင်တယ်နောက် retract a day တနေ့ကိုနှစ်ကြိမ်ဥမာတနေ့ကိုရေနှစ်ကြိမ်ချိုးတယ်ပေါ့နော်ဆက်သဖြင့်တနေ့ကိုနှစ်ကြိမ် နောက်တစ်ခု once a week တပတ်ကိုတစ်ကြိမ်လို့ပြောတာနောက်တစ် after an hour နောက်တစ်နာရီလောက်ကြာတဲ့ခါမှလို့ပြောတာနောက် one more time နောက်ထပ်တစ်ကြိမ်ပေါ့ဥမာအနေနဲ့ဆိုရင် do it do it one more time ပေါ့နော်နောက်ထပ်တစ်ကြိမ်ထပ်လုပ်ပြလို့ပြောတာနောက်တစ် at once ချက်ချင်းလငယ်ကိုပြောတာနောက် at present အခုလောလောဆယ်မှာ now right now right now ဆိုတာအခုချက်ချင်းလက်ငင်းကိုပြောတာပေါ့နော်နောက်တစ်ခု every time အချိန်တိုင်းနောက် return return ဆိုတာအသွားပြန်လို့ပြောတာပေါ့နော် return trip လို့ပြောကြတယ်ဆိုရင်အသွားပြန်ခေတ်ကိုပြောတာအရှေ့က day ထည့်လိုက်တယ်ဆိုလို့ရှင် day return trip နေချင်းပြန်ခေတ်လို့ပြောတာ trip ဆိုတာဒီနေရာမှာခီးစဉ်အတူလေးတွေကိုပြောတာပေါ့နော်နောက် keep promise ကတိတည်တာနောက် half day နေ့တစ်ဝက်လို့ပြောတာ နောက်တစ်ခု at all ဆိုလုံးဝလို့ပြောတာစာကြောင်းလေးဖွဲ့ချင်တယ်ဆိုတာ i can't wait at all ဘောနော်ငါလုံးဝကိုမစောင့်နိုင်တော့ဘူးလို့ပြောတာနောက် drink up အကုန်တောက်ပလိုက်တာကိုပြောတာနောက် eat up အကုန်စားပလိုက်တာကိုပြောတာဥပမာစာကြောင်းလေးဖွဲ့မယ်ဆိုရင် i can't eat up ဘောနော်ငါအကုန်မစားနိုင်ဘူးဗျဒါအလွယ်ဆုံးပြောတာပေါ့နောက် up and down ဆိုတာအနေအမြင့်အတက်ကျလို့ပြောတာ နောက်တစ်ခု leave school ကျောင်းထွက်တာကိုပြောတာနောက်တစ်ခု leave job ဒါတော့အလုပ်ထွက်တာကိုပြောတာနောက်တစ်ခု save time အချိန်ကုန်သက်သာစရာကိုပြောတာနောက် by the way တန်းတဲ့စကားမဆက် now the return trip ခုနပြောတဲ့နေချင်းပြန်ခီးကိုပြောတာနောက် pocket money မုံဘိုးမုံဘိုးအင်္ဂလိပ်လို pocket money လို့ပြောတယ်နောက် family life မိသားစုဘဝပေါ့နော် daily life နေစဉ်ဘဝပေါ့ နောက်တစ်ခု school life ကျောင်းသားဘဝပေါ့နော်နောက်တစ်ခု all deal တနေ့လုံးလို့ပြောတာနောက်တစ် all the time တစ်ချိန်လုံးလို့ပြောတာ